လျှော့တဲ့ Paragon Institute နဲ့စစ်ထောက်လှမ်းရေးဟောင်းဦးသိန်းစွေတို့အကြောင်းကိုအခုရုပ်သံမှာရှင်းပြသွားမှာဖြစ်ပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လှမ်းရဲ့တရုတ်ပြည်ခရီးစဉ်မတိုင်မီတရုတ်အစိုးရအကြံပေးအဖွဲ့နဲ့တွေ့ဆုံခဲ့တဲ့စစ်ထောက်လှမ်းရေးဟောင်းအဖွဲ့ Paragon Institute ဟာဘလို့အဖွဲ့အစည်းမျိုးဖြစ်တယ်ဆိုတာနိုင်ငံရေးနယ်ပတ်မှာစိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ဗိုလ်ချုပ်မှုကြီးမြောက်လှမ်းဟာယူနန်ပြည်နယ်ကိုမင်းမြို့မှာနိုဝင်ဘာ9ရက်နေ့ကနေ9ရက်နေ့အထိကျင်းပမယ်။ မဲကောင်ဒေတာနိုင်ငံများအစည်းအဝေးတက်ရောက်ဖို့ဖိတ်ကြားခံထားပါတယ်အရိအစီဝေးအတွက်မှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာတရုတ်ဝန်ကြီးချုပ်လီချန်နဲ့လည်းတွေ့ဆုံခွင့်ရလိုက်မယ်လို့တရုတ်မြန်မာဆက်ဆံရေးကျွမ်းကျင်သူသတင်းရင်းမြစ်တစ်ခုကမစ္စမာကိုပြောထားပါဗျ။စစ်ထောက်လည်းရေးအရာရှိကြီးတွေဖြစ်ခဲ့ကြတဲ့ဗိုလ်မှုချုပ်ဟောင်းဦးသိန်းစွေဗိုလ်မှုကြီးဟောင်းဦးလှမင်းတို့နဲ့အတူဦးပြည့်ဖြိုးမောင်တို့ဟာ တရုတ်အစိုးရထောက်ပံ့တဲ့ကဟာ Institute နဲ့တိုင်ဟင်း Institute တင်တန်အဖွဲ့တွေနဲ့အတူကိုမဲမှာအော်တိုဘာ28ရက်နေ့နဲ့29ရက်နေ့တွေမှာတွေ့ဆုံခဲ့ကြပါရယ်တက်မတော်ထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ်ကြီးခင်ညွတ်လက်ထက်ကညာလက်ယုံဖြစ်ခဲ့တဲ့ဦးသိန်းဆွေဟာအခုခါ Paragon Institute မှာဥက္ကဋ္ဌနိုင်ငံတော်ညင်ဝတ်ပြပြမှုတိဆောက်ရေးဆေဆိုရရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ဦးလှမင်းကတော့အထူးအကြံပေးဖြစ်ပြီးတော့ဦးပြဖြိုးမောင်ကတော့ Institute ရဲ့အတွင်းရေးမှူးပါ မြစ်မကလက်ခံရရှိထားတဲ့ရန်ကုန်အခြေဆိုင် Paragon Institute ဖွဲ့စည်းမှုဆိုင်ရာကြေညာချက်မှာအဖွဲ့ရဲ့ logo ကို salmon 5ပုံတံယူထားတာနဲ့ပတ်သက်လို့ salmon 5တွေကအားကောင်းတဲ့ရေစီးကြောင်းကိုစန့်ကျင်ပြီးသူတို့တားပေါက်တဲ့နေရာကိုပြန်ကြတာလို့ရှင်းပြထားပါတယ်။သူတို့အဖွဲ့အစည်းကိုညံကြီးရှင်တင့်တက်လို့ညှိုးဆို့ထားပြီးတော့အဖွဲ့အနေနဲ့အမျိုးသားလုံခြုံရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အရပ်ပတ်အဖွဲ့အစည်းတွေကိုအာရုံစိုက်တယ်လို့ဖော်ပြထားပါတယ်။ Paragon Institute ကိုအများပြည်သူမြင်ကွင်းမှာအဖွဲ့လှုပ်ဆောင်မှုဆိုင်ရာတွေကိုဖော်ပြထားတာမရှိသလို website နဲ့ Facebook လူမှုကွန်ရက်တွေမှာလည်းအဖွဲ့နာမည်နဲ့လွှင့်တင်ထားတာမရှိပါဘူး။နိုင်ငံရေးအကျဉ်းသားတွေကိုရရက်ဆက်ဆက်နှိမ်နှင်းမှုလုပ်ခဲ့တဲ့ရာဇဝင်ဇိုးနဲ့ကြော်ကြတဲ့ MI လို့ခေါ်တဲ့စစ်ထောက်လှမ်းရေးမှုချုပ်ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်မှာဦးသိန်းစွေဟာညာလက်ယုံဖြစ်ခဲ့ပါဗျ။သူဟာဒီမိုကရေစီတက်ကြွလှုပ်ရှားတဲ့သူတွေကိုညှဉ်းပန်းနှိပ်စက်ရှိနေတဲ့ တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ AAO တွေကိုစီးပွားရေးမလုံးတွေပေးပြီးတော့ငင်းချင်းရေးရယူတဲ့နေရာမှာဗိုလ်ချုပ်ကြီးခင်ညွန်ပင်အဓိကကြတဲ့ထောက်လင်းရေးအရာရှိအ ਨੇ စုထဲပါဝင်ခဲ့တဲ့သူပါသူဟာထိုင်းနိုင်ငံဘန်ကောက်မှာစစ်တမ်းမှုအဖြစ်တာဝန်ကျခဲ့ပြီးတော့1990ပြည့်နှစ်တွေအစောပိုင်းမှာဗိုလ်မှူးကြီးသိန်းဆွေဟာထိုင်းကတန်တမန်တွေတရှိုးတွေသတင်းပေးတွေမီဒီယာတွေနဲ့ကြဲပြန့်တဲ့ကွန်ရက်တိစောက်ခဲ့ပါတယ် မြန်မာနိုင်ငံပြန်လာတဲ့အခါမှာဗိုလ်ချုပ်ကြီးခင်ညွန်းကသူ့ကိုထိတ်တန့်ထောက်လန်းရေးအရာရှိအဖြစ်ခန့်အပ်ဂုဏ်ပြုခဲ့တယ်လို့အရာရီသတင်းဌာနရဲ့2023ခုနှစ်ဧပြီလ22ရက်နေ့ကဖြန့်ချီတဲ့ဝါရင့်သတင်းစာဆရာဘာတီလစ်နာရဲ့မြမအာနာရှင်တို့မိခိုရာရက်ဆက်ကြံကြုတ်သောစစ်ထောက်လှမ်းရေးအဖွဲ့ဆောင်မှာဖော်ပြထားပါတယ် စစ်ထောက်လန်ရေးတကိုးထွားစဉ်ကာလ2000ပြည့်နှစ်ကဦးသိန်းဆွေနဲ့သူ့ရဲ့သားဦးစံနေဆွေတို့ရှယ်ယာပိုင်တဲ့မြန်မာတိုင်းသတင်းဌာနပေါ်ပေါက်ခဲ့ပြီးတော့အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ဂျာနယ်တွေထုတ်ဝေခဲ့ပါတယ်။အဲဒီအချိန်ကစစ်အုပ်စုရဲ့ဝါရဖြန့်ချီမှုတစ်စိတ်တစ်ပိုင်းအဖြစ်မီဒီယာကိုမီဒီယာနဲ့တိုက်ဖို့မြန်မာတိုင်းဟာအင်္ဂလိပ်ဘာသာဂျာနယ်တစ်စောင်ကိုထုတ်ဝေပြီးတော့ စကောင်းဆောင်တွေရဲ့အာဘော်နဲ့ဝါရဖြန့်ချီရရန်ရာအဖြစ်ဆောင်ရွက်ခဲ့တယ်လို့အရာဝတီသတင်းဌာနကရှင်းတာထုတ်ဝေတဲ့စစ်ထောက်လန်ရေးခက်ပြန်ရောက်လာပြီးဆိုတဲ့ဆောင်းပါးမှာပါရှိပါရယ်စစ်တပ်အတွင်းအားပြိုင်မှုကနေ2004ခုနှစ်မှာဝန်ကြီးချုပ်လည်းဖြစ်နေခဲ့တဲ့ဥခင်ညွန့်နဲ့နိုင်ငံတော်ကကထောက်လန်ရေး3500လောက်ဖမ်းဆီးတဲ့နေရာမှာဥသိန်းဆွေတို့တာအဖနဲ့ဥလှမင်းလည်းဖမ်းခံခဲ့ရပါရယ်ဥဆန်နေဆွေက ထောင်ဒဏ်14နှစ် ဦးသိန်းစွေကတော့ထောင်ဒဏ်100ကျော်ချမှတ်ခံရပြီးတော့တာဖာ2ရောက်စလုံး2023နဲ့2024တွေမှာအသီးသီးပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။ဦးလှမင်းကတော့2021ခုနှစ်မှာလွတ်လာခဲ့တာပါ။ထောင်ကလွတ်မြောက်လာပြီးတဲ့နောက်ဦးစံနေစွေက Frontier မြန်မာသတင်းဌာနကိုတီထောင်ခဲ့ပြီးလက်ရှိမှာအမှုဆောင်အရာရှိချုပ်ဖြစ်နေပါတယ်။ ဦးသိန်းစွေဟာတမရဟောင်းဦးသိန်းစိန်နဲ့စစ်တပ်ကတူအပတ်စင်တူ DSA 9ကြောင်းဆင်းဖြစ်ပြီးတော့စစ်ထောက်လရဲ့အရာရှိအဖြစ်ရှမ်းပြည်နယ်မြောက်ပိုင်းကလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့စစ်တပ်တို့အပြစ်ခတ်ရဲစဲရေးဆွေးနွေးမှုမှာအခရာကျပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဗိုလ်မှူးကြီးဟောင်းလှမင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာတိုက်ခိုက်ရေးအရာရှိ ဖြစ်ခဲ့တယ်လို့စစ်မဟာဗျူဟာလေ့လာရေးဌာနမှလည်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အော်တိုဘာ29ရက်နေ့ကပါရဂွန်အင်စတီကျုကိုစလဲအဖွဲ့ဟာတရုတ်အကြံပေးအဖွဲ့နဲ့ဆွေးနွေးမှုတွေမှာမြန်မာနိုင်ငံမြောက်ပိုင်းကလူမျိုးစုလက်နက်ကင်တပ်တွေရဲ့လက်တလောအခြေအနေလည်းပေါဝင်ခဲ့တယ်လို့ဘေကျင်းအခြေဆိုင်ကဟိုင်းအင်စတီကျုကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့နိုင်ရည်အနေငယ်အကြမှာပဲအဲ့ဒီအချက်ကိုဖယ်ရှားပြီးတော့ပြည်ရင်းလုံခြုံရေးအခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့အစားထိုးပြင်ဆင်ခဲ့ပါတယ်။နိုင်ငံတော်ဝန်တော်လှန်ပုံကံမှုတွေကြုံနေရတဲ့အချိန်မှာစစ်ကောင်းဆောင်မယောင်လှန်ရဲ့ဖိတ်ကြားချက်ကြောင့် စက်ကောင်စီကိုကုညီပိုးအရင်စစ်ထောက်လှမ်းရေးဝိုင်းရင်ခေါင်းဆောင်တချို့နေပြည်တော်ကိုသွားကြတဲ့နေရာမှာဦးသိန်းစွေလည်းပါဝင်ခဲ့တယ်လို့အေရဝတီသတင်းဌာနက2022ခုနှစ်နိုဝင်ဘာ15ရက်နေ့မှာရှင်းသားခဲ့ပါတယ်ရှင်။လေဝတ်တဲ့ Paragon Institute နဲ့စစ်ထောက်လှမ်းရေးဟောင်းဦးသိန်းစွေတို့အကြောင်းရှင်းပြချက်ကိုနားဆင်ခဲ့ကြရတာဖြစ်ပါတယ်။ဒီလိုထူးခြားတဲ့ရှင်းပြချက်တွေအပါအဝင်နေစဉ်သတင်းတွေကိုအချိန်နဲ့တပြေးညီနားဆင်ဖတ်ရှုနိုင်ဖို့အတွက်မြစမကိုစောင့်ကြည့်အားပေးဖို့မမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့အချိန်ခါလေးတွေပိုင်ဆိုင်ကြပါစေရှင်။ လောကောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစီ။